ယောပတ်တမကနေပြီးတော့ထုတ်ပြန်လိုက်တဲ့ဖက်စစ်အကြမ်းဖက်စစ်တပ်ကစစ်တပ်လို့တော့မခေါ်ဝေါ်သင့်တော့ဘူးဒေါ်မီမီဝင်းပါရဲ့စကားနဲ့ပြောရရင်ဖက်စစ်အကြမ်းဖက်စစ်ရာဇဝတ်ဂိုင်းကဥဆောင်ပြီးလုံမယ်ဆိုတဲ့အတူရောက်အလေညာရှမ်းမီလက်ရှင်ကိုလုံးဝလက်မခံပဲချကြောင်းအားလုံးပဲမင်္ဂလာပါ update မြန်မာ new channel ကနေကြိုဆိုလိုက်ပါတယ်နေ့စဉ်များမြန်မာတရင်ထူတရေဦးတွေကိုကြည့်ရှုနှာစင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ youtube channel ကို subscribe လေးနေဖို့ပြောကြားချင်ပါတယ် တရားဝင်ထုတ်ပြန်ချက်ကိုကျွန်တော်တို့မြန်မာပြည်သားများအနေနဲ့ဂုံယူဝမ်းမြောက်စွာကြိုဆိုပါကြောင်း EU ကတာဝန်ရှိသူများကိုကျေးဇူးတင်ပါကြောင်းဥစွာပြောကြားပြစီဆက်လက်ပြီးတော့မနေ့တနေ့ကမနေ့တုန်းကလွတ်မြောက်ပြေးလိုက်တဲ့ဖက်စစ်ကျမ်းဖက်တက်ဖက်စစ်ကျမ်းဖက်ဆရာစွဲခိုင်းကမတရားဖမ်းဆီးထားတဲ့ကျွန်တော်တို့နိုင်ငံရေးကျင်းသားတွေပြန်လွတ်လာတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်သုံးသပ်ချက်တချို့ရှိပါတယ်ဒါကတော့ ဥစွာအနေနဲ့ကျွန်တော်တို့ယူဆသုံးသပ်ထားရမှာဒီလိုမျိုးပြည်မဲ့ပြည်သူတွေပြည်မဲ့ပြည်သူဆိုတဲ့နေရာမှာမနေ့တုန်းကပြန်လွတ်လာတဲ့ဒီတနာစပွဲကျွန်တော်တို့ရဲ့တစားခံတွေကိုကြည့်ကြည့်ပါတန်ဘုံတီးလို့ဖန်ခံရတဲ့သူနဲ့နော်ပန်းပန်လို့ဖန်ခံရတဲ့သူနဲ့ဒီနေ့မှာဒီအယောင်ဝှက်လို့ရှိရင်ဒီလိုဆန္ဒပြရတယ်ဆိုပြီးတော့အယောင်ဝှက်လို့ဖန်ခံရတဲ့သူနဲ့ကွန်မန်လေးတစ်ချောင်းလိုက်လေးတစ်ချောင်းရေးလို့ဖန်ခံရတဲ့သူနဲ့နော်ဘာမှ တိုင်းပြည်ကိုတော်လကောင်းလူမျိုးကိုတော်လကောင်းလူအတိုင်းဝန်းကိုတော်လကောင်းထိခိုက်စေအောင်ဘာတစ်ခုမှလုပ်ခဲ့ဘူးတဲ့လူတွေမဟုတ်ဘဲနဲ့ဘာမှမဟုတ်တဲ့အကြောင်းပြချက်လေးတွေနဲ့ဖမ်းခံထားရတဲ့လူတွေဖြစ်တယ်ပေါ့အဲ့တော့ဒီလိုအပြစ်မဲ့တဲ့သူတွေကိုဖမ်းလိုက်သူတို့ဂျင်းနဲ့ကြတဲ့ရောက်ခဏဤတစ်ချိန်ကြာကြာချင်းလွတ်ပြလိုက်ဖမ်းလိုက်လွတ်လိုက်ဖျားပွဲစည်းကစာကလေးဒေလူလှုပ်လာတာ1962ခုနှစ်ကတည်းကဆိုတော့ကျွန်တော်တို့ဥစွာတမိုင်းသုံးသက်ချက်ယူပြီးသင်ငန်းစာကြီးကြီးထားဖို့လိုပါတယ်ကျေးဇူးတင်စရာဘာဆောက်ကြောင်းမှမရှိပါဘူး ဖက်စစ်အကြမ်းဖက်ဆရာစွဲလူတက်ပြန်ပေးဆွဲကောင်တွေရဲ့ဖမ်းဆီးခြင်းကလွမြောက်လာတာကိုကျွန်တော်တို့အနေနဲ့လွမြောက်လာသူတွေကိုညွန်းညွန်းထွေးထွေးကြိုဆိုရုံမှတပါခွန်အားပြည့်နဲ့ဆက်သွားဖို့ပဲရှိပါတယ်ဒါကတော့ဖက်စစ်အကြမ်းအကြမ်းဖက်ကောင်တွေလုတ်တဲ့အကြောင်းဖြစ်တယ်ဒုတိယကအမေရိကန်အစိုးရကထုတ်ပြန်လိုက်တဲ့သူ့နိုင်ငံမှာရောက်ရှိနေတဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားအယောက်ဒီထောင်ကနန်းတောင်ကနန်းခန့်ကိုတောင်ယာယီကာဝယ်ပြီးထားတဲ့အစီအစဉ်တွေကနေရုပ်သိမ်းလိုက်တယ် လာမယ့်ရက်60တော်တင်မှာမြမပြည်ကိုပြန်ပို့ပြန်ပို့ဖို့တော်လကောင်းဒီဒီဒီကျုပ်သိန်းချောင်းပြင်ညာချက်ကအကျုံးဝင်နေဆိုလဲတော်လကောင်းတို့ထုတ်ပြန်လိုက်တဲ့အချက်နဲ့ပတ်သက်လို့ကျွန်တော်တို့စဉ်းစားကြအောင်အဲ့တော့အဲ့လိုထုတ်ပြန်လိုက်ပြီးနောက်ရက်ပိုင်းတော်တင်မှာပဲအခုအကြမ်းဖက်ရာဇဝတ်ဂိုင်းဘက်ကအကျဉ်းသားတွေတချို့တဝက်တချို့တဝက်ဆိုတချို့အနှဲငယ်ပါပဲတကယ်တကယ်အရေးကြီးတဲ့ပုံစံတွေတယောက်မှမလွတ်လာသေးဘူးလွတ်ပြတယ်မလွတ်ပြခင်မှာဘာတွေစတဲ့ဖြစ်လာကလေးနော်ကြားဖြန့်လို့ခေါ်တဲ့ scam ဂိုင်းနေအွန်လိုင်းဖြတ်ကျော်ပြီးတော့ရာဇမှုကျူးလွန်နေတဲ့ငွေကြေးလိမ်လည်ဒီဂိုင်းနေနဲ့ပတ်သက်ပြီးတော့အမေရိကန်အစိုးရက ပြပြသားသားတိုက်ခိုက်နှိမ်နင်းမယ်ဆိုတဲ့အကြောင်း Swarm Scam Strike Force ဖွဲ့စည်းပြီးတော့ရတဲ့သမ ्या နီလန်းအောင်လို့အသုံးပြုပြီးတိုက်ခိုက်မယ်ဆိုတဲ့အကြောင်းကြီးညာပြီးတဲ့အချိန်နောက်တစ်ခါဒီကြားဖြန့်ခေါင်းဆောင်တွေကိုအမေရိကန်ဒေါ်လာ25သန်းချိမြင့်မယ်ဆိုပြီးထုတ်ပြန်လိုက်တဲ့အချိန် ထိုင်းနိုင်ငံကိုယ်တိုင်ကဒီကိစ္စတွေမှာပအောင်ပတ်သက်နေတယ်ဆိုပြီးဖက်စစ်ကျန်းဖက်မင်းအောင်လိုင်းဘက်ကပြောဆိုခွင့်ရှိသူဇော်မင်းလုံးကထုတ်ပြန်လာတဲ့အခြေထိုင်းအစိုးရနဲ့ထိုင်းဘရင်ကြီးကိုယ်တိုင်တရုတ်နိုင်ငံကိုတွားပြီးတော့ပြပြသလဲနဲ့ဒီ scam ဒီငွေကြေးလိမ်လည်တဲ့ခေါင်းဆောင်တရုတ်နိုင်ငံသားကိုပြန်လည်လွှဲပြောင်းပေးအပ်ရင်တွေးဆုံဆွေးနွေးလာရတဲ့အခြေဒီချိန်မှာပဲမနေ့တနေ့ကမနေ့ကမှထိုင်းနိုင်ငံသားကြီးဝင်ကြီးကိုယ်တိုင်ကတခါမှမပြောစဘူး တခါမှထုတ်ပြန်ချက်မကြေညာစဘူးကျူစိုးဝယ်ကောင်းတဲ့ထုတ်ပြန်ချက်ကိုလည်းထုတ်ပြန်လိုက်တဲ့အချိန်မထုတ်ပြန်ချက်လဲဆိုတော့ဖက်စစ်တပ်ကလုံမဲ့ဆိုတဲ့ရွေးကောက်ပွဲကိုအတူရောင်ရွေးကောက်ပွဲကိုနော်သူတို့အနေနဲ့အတင်းဇွတ်လုံမဲ့ဆိုရင်တော့မှရွေးကောက်ပွဲပြီးတဲ့အခါမှာအာဆီယံအနေနဲ့ဆက်ဆံရာအကြောင်းမရှိဘူးခက်ခဲနေလေဦးမယ်ဆိုတာရဲ့လူထုခေါင်းဆောင်မြစ်တာရှင် မိခင်ကြီးဒေါ်ဟွန်ဆန်းစုကြည်ကိုချက်ချင်း ဆီပြန်လွတ်ပေးတင်နေပြီဆိုတော့မပြောစဘူးခိုင်းနိုင်ငံဘက်ကထုတ်ပြန်လာတဲ့အခြေအနေတွေအားလုံးဟာတိုက်ဆိုင်လာတဲ့အနေအထားဖြစ်ပါတယ်ဒီချိန်မှာမြေပြင်အခြေအနေတွေကြည့်လိုက်မယ်ဆိုရင်လည်းပဲဖက်စစ်အကြမ်းဖက်တပ်ဖက်ကအခုဒီ leak ဖြစ်လာတဲ့သတင်းတွေကုသန်းရောင်းဝယ်တဲ့လုပ်ငန်းရှင်တတိယတွေကိုဖမ်းဆီးလို့ထွက်ပြေးလာတဲ့လုပ်ငန်းရှင်ကြီးတွေရဲ့ထုတ်ပြန်ကြေညာလာချက်တွေအရာသူတို့တွေဟာပဲကုန်တဲ့နှားကုန်တဲ့စက်မှုလက်မှုလုပ်ငန်းရှင်ကုန်တယ်တွေရှိရအတင်းအဓမ္မနိုင်ငံသားငွေကိုပြန်လည်တောင်းခံနေတဲ့ရည်ရွယ်ချက်ဟာ ီကုံတယ်တွေရဲ့ငွေကြေးစည်းစိမ်မှုလမ်းကြောင်းကတဆင့်သူတို့ရဲ့ဆက်လက်နက်တွေဝေယူဖြည့်တင်းဖို့အသုံးပြုခဲ့တယ်ဆိုတော့ဆိုးရွားလာတဲ့ဥပဒေဖောက်ဖျက်မှုကြီးနိုင်ငံတကာကုံတယ်မှုအပါအဝင်နိုင်ငံတကာတရုတ်အိန္ဒိယထိုင်းဂျပန်စတဲ့ကုံတယ်ကြီးများနဲ့ပူးတွဲပြီးအလုပ်လုပ်နေတဲ့ရိုးသားဖြူစင်သောစက်မှုလက်မှုလုပ်ငန်းရှင်စိုက်ပျိုးရေးလုပ်ငန်းရှင်ကြီးတွေရဲ့ငွေကြေးစည်းစိမ်မှုနိုင်ငံခြားငွေတွေကိုဖက်စစ်ဓမြတက်ကသူတို့ရဲ့ဆက်လက်နက်ပစ္စည်းတွေဝေယူဖို့အတွက်ကိုရရဆက်ဆက်အသုံးပြုပြီးပြည်သူကိုနှိမ်နှင်းချိန်မုန်းနေခဲ့တယ်ဆိုတော့နောက်ဆုံးထပ်ပေါ်လာတဲ့ တက်သေးကြီးတစ်ခုကလည်းပဲဖက်စစ်တက်ရဲ့လက်ရှိစစ်လက်နက်ပစ္စည်းပံ့ပိုးမှုနဲ့ရုပ်ရုရှားဘယ်လာရုစ်တို့ကနေဝယ်ယူနေရတဲ့လမ်းကြောင်းအတွက်အရှိုက်ထိုးခံရသလိုဖြစ်သွားတဲ့အခြေဒီချိန်မှာလီတက်ထဲကကောင်းနေလီတက်လို့ခေါ်တဲ့အုံတော့မရှိတော့ပြည်သူကိုဘုံကျက်တက်ဖြတ်နေတဲ့လင်းမောင်းလင်းမြန်မောင်းပြီးလူတက်နေတဲ့ကောင်းဒီဖက်ကလည်းမလုနိုင်တော့ဘူးပြင်းမှန်းလာပြီးစသဖြင့်ညှဉ်းညွမ်းပြီးလို့အကြီးမှုကိုဖြုတ်ခံရတဲ့အခြေဒါတွေအလုံးတိုက်ဆိုင်လာတဲ့အချိန်မှာအကျဉ်းသားတချို့ကိုလွတ်ပြတာ တွေ့ရပါလိမ့်မယ်အဲ့တော့ပရမဆုံးကျွန်တော်သုံးသပ်မှာအာယူသူတို့လုံမဲ့ယူကောက်ပွဲအတွက်မေးပေးဖို့အမေရိကန်နိုင်ငံကကြီးညာလိုက်တဲ့မြန်မာပြည်အားအီဂျန်နေပြီဆိုတဲ့အကြောင်းကိုတရုတ်မှန်ပေါ်လွင်အောင်လို့လွှတ်ပြတယ်လွှတ်ပြတာမျိုးနော်ဒါလို့လေကျွန်တော်တို့တွေ့ရတယ်လို့နောက်တစ်ဖက်ကကြည့်ပြန်ရင်လည်းပဲဒီလွှတ်ပြလိုက်တဲ့နိုင်ငံနိုင်ငံအချင်းသားတွေထံကနေပြီးတော့ ထပ်ပေါ်လာမဲ့တို့ဖန်စီခံရစဉ်စစ်ကြောရေးမှာရဲရဲဆက်ဆက်နှိမ့်ဆက်ညှဉ်းပန်းခံရတဲ့အနေထားတွေထောင်နှင်းရဲ့ဆိုးရွားရက်ဆက်ကြမ်းကြုတ်လာတဲ့လူမဆန်တဲ့နှိမ့်ဆက်ညှဉ်းပန်းခံရမှုအနေထားတွေအားလုံးဟာတို့ရင်းပြီးတော့လှုပ်ပေးလိုက်ရတာအခုဆိုသတင်းတွေတောင်းလျှောက်တက်လာပြီဖြစ်တယ်ပေါ့နော်အဲ့တော့ဒါကကျွန်တော်တို့ကတစ်ဖက်ကကြည့်ရင်ရှုရှုမြင်ရမယ်ပထမတစ်ချက်ဒုတိယတစ်ချက်ကြည့်ရင်တို့မဖြစ်မနေခွာစစ်ဆင်ရတော့မယ်မဖြစ်မနေတို့ရဲ့အရှုံးအတွက်ပြင်ရတော့မယ်အနေထား scam ခေါင်းဆောင်ဖြစ် ကြားဖြန့်ခေါင်းဆောင်အဖြစ်နိုင်ငံတကာကလည်းမင်းအွန်လိုင်းကိုတိတိပပတတ်မှတ်ပြီးတော့ဆွဆွဲလာတဲ့အခြေအနေမဖြစ်မနေတိုက်ခိုက်ကြတော့အခြေအနေမှာမင်းအွန်လိုင်းဟာနိုင်ငံထဲမှာလည်းစစ်မနိုင်ဘူးတန်တမာရေးရမှာလည်းသူမနိုင်ဘူးဘလို့ပဲရွေးကောက်ပွဲအတူအောင်ကျင်းပပြီးထွက်ပေါက်ရှာမယ်ပြောပြောသူတို့ထွက်ပေါက်အမှန်ဖြစ်မလာဘူးအာဆီယံကိုယ်တိုင်ကလက်မခံဘူးဥရောပသမဂ္ဂကလည်းပယ်ချလိုက်ပြီးအမေရိကန်ကွန်ကရစ်ကလည်းအခုကန့်ကွက်ဖို့စာတင်နေပြီဆိုတဲ့အခြေအနေမှာသူတို့ဘလို့မှအရေးမလာနိုင်တော့ပြီးတော့ခွာစစ်ဆင်ဖို့တစင်ပြီးတစင် ငါငါအကျဉ်းသားလေးလွတ်ပြလိုက်နောက်90ညတချို့တဝက်ကိုလွတ်ပြလိုက်လွတ်ပြရင်လွတ်ပြပြီးတော့တန်းရွှေလက်ထက်ကကဲသူခွာစစ်ဆင်ဖို့ကြိုးစားလာတဲ့အနေထားလားဒီလိုပဲလွတ်ပြပြီးရုပ်ောက်ပွဲအဲဆိုတဲ့ဟာအတူရောအတင်းကျင်းပကျင်းပပြီးပြီးမှလူလူခေါင်းဆောင်တွေတစ်ခါပြန်လွတ်ပြီးတစ်ခါ2030ကာလကဲသူတမိုင်းတဘီတပတ်ပြန်လဲဖို့ကြိုးစားလာတာလားဒါကျွန်တော်တို့ထည့်သွင်းစဉ်းစားရမယ့်အချက်ဖြစ်ပါတယ်အေးနောက်ဆုံးကျွန်တော် မပြေတော့ကံရရှိစဉ်းစားမိတဲ့အချက်ကတော့ကျွန်တော်တို့ရဲ့လူလူခေါင်းဆောင်ကြီးဒေါ်ဆန်းစုကြည်ကိုနိုင်ငံတကာကဒီလောက်ဖိအားပေးနေပါတဲ့ရက်နဲ့သူတို့ဘာကြောင့်မလွတ်သေးတာလဲမလွတ်ရဲလို့လားသူတို့လွတ်ဖို့ကြိုးစားပြီမဲ့ဒီလွတ်ဖို့ဒေါ်ဆန်းစုကြည်ဘက်ကပြက်ပြက်သားသားတခုတောင်းဆိုလို့လားဒေါ်ဆန်းစုကြည်ကတော့ရှင်းပါတယ်ပြည်သူမိခင်ကြီးဖြစ်တယ်လူလူခေါင်းဆောင်ကြီးဖြစ်တယ်သူ့ကိုလွတ်ပါမယ်ဆိုလာပြောတဲ့အခါမှာ तू ကတော့ तू တယောက်တည်းပဲတော့မှထွက်မှာမဟုတ်ဘူးမတရားဖန်ဆီးခံရတဲ့မြန်မာပြည်သူပြည်သားအားလုံးကိုအရင်လွတ်ပြီးမ သူ့ကိုစကားပြောဖို့ကြိုးစားဆိုတဲ့ message များပေးထားလို့တတုပ်ပြီးတတုပ်ဆလွတ်ပြလာရတာလားဒါကျွန်တော်တို့စဉ်းစားရမယ်ချက်ပေါ့အဲ့တော့ American ဆိုရဘက်ကလည်းတာမင်ညောင်ညမြန်မာပြည်မှာအေဂျင့်တည်ရင်နေပါပြီလို့ဆိုတာတော့မဟုတ်တန်ရဘူးသူတို့ဒီရပောင်း60ဒေါ်တင်မှာမဖြစ်မနေသူတို့ဆောင်ရွက်မဲ့အရေးကြီးတဲ့စစ်စီရင်စီမံကိန်းတွေကြာနာသေးချာပြီးမို့လို့ဒီအချက်လက်ကိုကြိုတင်ပြီးရက်60ထုတ်ပြန်ထားတာဖြစ်ပါစေလို့ကျွန်တော်တို့ညွှန်လင့်ပါတယ် တော့ဆိုရရင်ဖက်စစ်အကျန်းဖက်ဆရာဆိုရဲ့ဂိုင်းဟာအသက်ငင်းနေပြီဖြစ်တယ်မျက်စိလဲကန်းမုံလဲယုံနေတဲ့ဟိုင်းစင်ရန်ကြီးတောစင်ရန်ကြီးအုပ်ဗယံပတာနင်းချေဖြစ်စည်းကလေးတိုင်းပြည်ကြီးလဲတော်တော်ကြီးဖြစ်စည်းနေပြီဖြစ်တယ် sorry စီးပွားရေးအဆဂုံတိခါအစိုးကဘာလဲမှာအခုမြန်မာဆိုရင် online ရာဇဝေးဂိုင်းသားရည်လူကလီစာထုတ်ရောင်းလဲရက်ဆက်ရုံမှကြတဲ့လူလက်နက်ကင်နေနေတဲ့နေရာ ငါတို့နိုင်ငံသားတွေရှာပတ်စံကိုလိန်လိန်နဲ့လူလိန်နေစုဝေးရာမာဖီးယားဂိုင်းမူရီစေဝါထုတ်လို့ရာအမတန်မှရက်ဆက်ကြမ်းကြုတ်တဲ့စစ်အုပ်ချုပ်ရေးအောက်မှာပျော်နေရက်တဲ့လူတွေရှိတဲ့နေရာဘာကြောင့်ပျော်နေရက်လဲဆိုတော့အခုအမေရိကန်ကထုတ်ပြန်ချက်ထုတ်လိုက်တဲ့အချက်သုံးသက်ချက်တချို့ကျွန်တော်လိုက်ဖတ်ကြည့်တော့တောင်ကြီးတစောင်းတိုင်းပွဲမှာပျော်နေကြတဲ့ပုံရိပ်တွေ နော်ရန်ကုန်မှာဘာပွဲဘာတစုံတိုင်းဘာမီးထုံပွဲဘာညာအတင်းတမစီကောင်းလို့ဖျားကြီးမှမီးတွေထုံပြီးတော့ဖျားရှိမှကော့ကန်လန်ပြမပေါ်တော့ဘောမိန်ကလေးတွေနဲ့ဖြော်ပြေးလုပြအာထောက်သွားတည်တမမသွားငန်းညာတဲ့လူအုပ်ကြီးတွေကိုရိုက်ပြပြီးတော့ဖက်စစ်ကြမ်းဖက်အုပ်ချုပ်တဲ့အောက်မှာပြည်သူတွေဟာပျော်နေပါတယ်လို့နိုင်ငံတကာကိုသူတို့လော်ဘီအဖွဲ့တွေကတော့တင်ပြပြီးတော့အော်ဟုတ်လားပဲကြည့်လိုက်တော့ပျော်နေကြတာဟုတ်အဲ့လိုမျိုးဖာသီးဖာသာနဲ့ငါတို့ဟာထွက်ပေါက်မရှိဘူး ဖိနေအုပ်ချုပ်ခံထားတဲ့ဘဝမှာဒီဒီချိန်လေးပျော်ကွင်းရတာငါသွားပျော်လိုက်အောင်မယ်ကွာငါ့ကိုဘသူတိတာလှုပ်လို့စသဖြင့်တောင်ကြီးတစောင်းတိုင်းမှာသွားပြီးကခုံပျော်ရွှင်ခဲ့တဲ့လူတူးချင်းစီတိုင်းတစောင်းတိုင်းပွဲဆိုတဲ့နေရာမှာသွားပြီးကခုံပျော်ရွှင်ခဲ့တဲ့လူတူးချင်းစီတိုင်းမူရီတောက်စားလေးပဲဖြစ်ဖြစ်အခိုက်တန့်ပဲငါ၅နှစ်လောက်စိတ်ညစ်လာတာကွာတနင်္ဂနွေ၅နှစ်လောက်တနင်္ဂနွေလောက်ပျော်ရရင်ပြီးရောဆိုပြီးတော့တနင်္ဂနွေလောက်သွားပျော်ခဲ့ဘူးတဲ့လူတူးချင်းစီတိုင်းရဲ့လူရဲ့ကြောက်ကမ္ဘာနိုင်ငံတကာရဲ့မြန်မာပြည်မှာရှိနေတဲ့သုံးသက်ချက်ဟာဝမ်းနည်းစရာကောင်းလောက်အောင် ော်လန်ရင်းနဲ့လူမှုစင်နွဲနေတဲ့တိုက်ပွဲကြီးတာအောင်မြင်မှုနှိကွေးနေတာဖြစ်ပါတယ်အဲ့တော့တူဦးကြီးစင်တယောက်ချင်းစီရဲ့တာဝန်တွေကြောင့်ပါဝင်မှုကြောင့်ဒီချင်းတွေရောက်တာအဲ့တော့တူဦးရင်းတယောက်ချင်းစီတဲ့စီလုံးညီညွတ်မှုနဲ့ကျွန်တော်တို့တွေတောစင်ရိုင်းကဲ့သို့မြက်ကန်းနေတဲ့မုံယိုနေတဲ့မင်းအောင်လန်ရင်းစင်ရိုင်းအုပ်စုဟာစင်ကန်းတော်တိုးမာရွင်းနဲ့ယူဟာတွေနဲ့အခုဆိုရင်သူ့တက်ကိုသူ့နင်း သူတက်ကိုသူနင်းနော်လူဆိုအခုတောင်းခံရမယ်ရတယ်အရာအများကြီးပဲသူကြောက်တေသွားတဲ့ဖက်စစ်တက်သား8000ကျော်သူကြောက်တေသွားတာမုံဆိုးမပေါင်း8000ကျော်သူဆက်လက်တောင်းယူဖြည့်ရှင်းရမယ်ကိစ္စသူတက်ထွဲမှာလဲဒါကိုသိပြီသူသာအယူထားပြီးအာဏာမသိမ်းခဲ့ဘူးဆိုရင်မလို့ရဲတာဘာမှမရှိဘူးဆိုပြီးတိုင်းပြည်ကိုအခုတော့ဒီမဖြည့်ဆည်းခဲ့ဘူးဆိုရင်ငါတို့မုံဆိုးမ8000ကျော်ဖြစ်ခဲ့စရာအကြောင်းမရှိဘူး အခုလို pilot တွေဆိုတဲ့လင်းပြန်မောင်းလူသက်သမားတွေကိုယ်တိုင်လဲမောလာပါပြီပန်းလာပါပြီမလုပ်ပြရစီနေဆိုညင်းဆန်လာရစားအကြောင်းမရှိဘူးအခုဆို uniform ဝတ်ပြီးတော့ကိုတက်ဝင်ရလွယ်ဘဲမှမသွားရတဲ့ဘဝကနေဆိုးထိတ်နေရတဲ့အခြေအနေမျိုးလဲဖြစ်လာစရာအကြောင်းမရှိဘူးအဲ့တော့မင်း online အုပ်စု main online လို့ store ဆင်ရန်ရဲ့မုံရိုမြက်ကန်းနောက်ကိုစွတ်တရန်လိုက်ခဲ့တဲ့လူတအုပ်လဲပဲတပိုင်းလဲတီလူလူလဲမုံ မပြုံးနိုင်မရည်နိုင်နဲ့ခိုးထားဝတ်ထားတဲ့ဥစ္စာဖင်ခုထိုင်ပြီးတော့ဘယ်အချိန်ဘလို့ထွက်ပြေးဘယ်နိုင်ငံခိုးလုံရမလဲဘလို့အသွင်ကူးပြောင်းရင်းကာလကြရင်ဘသူ့ကိုမျက်နှာသာလှုပ်ပြီးငါတို့တတတာတတတာကြောင့်ရအောင်ရှာကြံရမလဲငါတို့အသက်ဆက်ရှင်ဖို့ငါမိသားစုတွေဆက်ပြီးအသက်ဆက်ရှင်ဖို့ဘလို့နီးလန်းနေကျိုးပန်းရမလဲလို့တွေးလာရတဲ့အခြေအနေကိုရောက်နေပြီဖြစ်ပါတယ်အဲ့တော့မင်းအွန်လိုင်းဖက်စစ်ရိုင်းတစုနုံထဲမှာနှစ်ပြီးတော့တမိုင်းနုံမဲနှစ်နှစ်တရားစီရင်နုံကြောင့်ပဲ စီရင်ဆုံးဖြတ်သေးတမ်းချခံရချခံရသူတို့နီးလန်းသူတို့သွားကြပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့ပြည်သူတရလုံးကတော့အဆိုးဆုံးအခြေအနေအကြမ်းဆုံးအခြေအနေအခက်ခဲဆုံးအခြေအနေမှာကိုယ့်ဘက်ကတစားတက်တစားပေါ်လွင်လာတဲ့အောင်မြင်မှုအသီးပွင့်တွေအောင်မြင်နိုင်ခြေရှိတဲ့အလားအလာတွေကိုစီးလုံးညညွတ်တဲ့ခွန်အားနဲ့အချင်းချင်း blame မလုပ်ပဲပြစ်တင်စရာရှိတာကိုဥပဒေနီးလန်းတကြပြစ်တင်ပြီးတော့ပူပေါင်းဆောင်ရွက်နိုင်တဲ့ကိစ္စမှန်သမျှကိုပူပေါင်းဆောင်ရွက်ကအောင်လန်း ထူစစ်သူကြီးပွဲမကြခင်အတူတူဝိုင်းနှွဲကြဖို့ကြိုးစားကြအောင်ရိုးသားညီညွတ်အစိုးရတာဝန်ရှိတဲ့ပုံကိုယ်တွေလည်းပဲရခင်ထက်ပိုပြီးပက်ကြီးကဲ့သို့သွားခဲ့ရာကနေအရှိန်တင်နိုင်တဲ့အနေထားကြိုးစားပြီးကြပါတော်လိုင်းတာဝန်ရှိသူတွေအားလုံးလည်းပဲနောက်ဆုံးအခြေအနေမိမိတို့ညီညွတ်မယ်ဆိုရင်မိမိတို့မဟာဗျူဟာမြောက်စွမ်းဆောင်နိုင်မယ်ဆိုရင်မိမိတို့တန်ခင်းတမန်ခင်းနီးလန်းနေတကွာ မင်းအွန်လိုင်းဖက်စစ်ရိုင်းတစုရဲ့အကြက်တဲကိုကောင်းစွာထိုးခွဲပြီးတော့အတုံးချနိုင်မယ်ဆိုရင်နီးပြီးတော့ကိုကျွန်တော်တို့မကြခင်အလန်တလူလူလွှင့်ပြီးခီးအတူတူနှင်းနိုင်ကြမှာဖြစ်ပါတယ်။ဒါကြောင့်တော်လိုင်းဖွဲ့ခေါင်းဆောင်အားလုံးလည်းပဲကျွန်တော်လေးလေးစားစားအကြံပြုချက်ပြည်သူတရားလုံးရဲ့လူလားတောင်းတချက်ကိုတိနာလဲပြီးပူပေါင်းဆောင်ရွက်ပေးကြပါလို့ကျွန်တော်နှုတ်ဆော်အပ်ပါတယ်။တောဆင်ရိုင်းတို့နုံနစ်တဲ့အချင်း 比都的昂然吐教。